ူတင်ဟာမိမိကိုလှည့်စားတာလားလို့ဒေါ်နယ်ထရန့်ကပြောနေပါတယ်။ပူတင်ဟာစစ်ပွဲကိုလည်းရပ်တန့်လို့စိတ်မရှိကြောင်းမိမိကိုထိတ်ပုတ်ခေါင်းပုတ်လုပ်နေပြီးဘန်လုံငန်းတမမဟုတ်တင့်တင့်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့နီလန်ပြောင်းပြီးတော့ကင်တွယ်ရမလားလို့တွေးလာရပြီးလူအသေးပြောင်းလဲများလာပြီလို့ထရန့်ကညီးတွားခဲ့ပါတယ်။ပူတင်ရဲ့ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးထရန့်ကလည်းတော်တော်လေးစိတ်ဆိုးနေတယ်လို့ဆိုပါတယ်။ပူတင်ဟာငြိမ်းချမ်းရေးကို လိုချင်တာလားဒါမှမဟုတ် မိမိကိုပဲအယူလုံနေတာလားသူလိုချင်တဲ့ရာလက်ကိုမရသေးလို့ခုချိန်ထိစက်ခေါင်းမာနေတာလားဆိုပြီးထရန့်ကပြောလိုက်ပါတယ်ရုရှားကယူကရိန်းမြို့တော်ကီကိုဒုံးကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုကြောင့်လူသေဆုံးမှုတွေရှိခဲ့တဲ့ရသက်တပတ်ကြုံတွေ့ခဲ့ရပြီနော်ထရန့်ကပူတင်ကိုပို့ပြီးစိတ်ပြက်လာကြောင်းပြောပါတယ်ယူကရိန်းမြို့တော်အေဗီနာဆာလီယန်နဲ့ရုရှားရဲ့တိုက်ခိုက်မှုမှာလူ၁၂ဦးသေဆုံးပါလေလူ၉၀လောက်ဒဏ်ရာရပါတယ် ်ပူတင်နေတဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာအရက်ဘက်နေရာတွေမြို့တွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်စရာဘာအကြောင်းမှမရှိဘူးလို့ထွန်းကရေးပါတယ်။ဝဟမင်းကြီးဆိုဖရန်ဖရန်စီရဲ့ဇာပနာပွဲမှာလည်းယူကရိန်းသမ္မတဆီလန်စကီနဲ့တွေ့ဆုံပြီးပြီးချင်းထွန်းကအဲ့ဒီလိုရေးသားခဲ့တာဖြစ်ပါလေ။ပူတင်ကစစ်ပွဲကိုရက်တက်လို့စေလည်းမရှိဘူး။ကျွန်တော်ထိတ်ဖို့ခေါင်းဖို့လုပ်နေတယ်။ပူတင်ကိုဘလို့နီးလန့်နဲ့ပြောင်းမှုကန်တွေရမလဲစဉ်းစားနေပြီလို့ဆိုပါလေ။ညီလိုက်ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေပြီမြဲလေ ငင်းချင်းရင်သဘောတူညီချက်ရဖို့လဲအလှမ်းမမြင်ရသေးချိန်မှာထရန့်ကအဲ့ဒီလိုထုတ်ဖော်ရေးသားခဲ့တာဖြစ်ပါလိမ့်ထရန့်ကမဲဆွတ်စီယိုစင်ကမိမိသမရာဖြစ်ပြီး24နှစ်အတွင်းယူကရိန်းစစ်ပွဲအဆုံးသတ်အောင်လုပ်မယ်လို့အချင်းချင်းပြောပေမဲ့အခုခါသမရာဖြစ်တာဟာ၃လကျော်နေပြီတိုင်အောင် ယူကရိန်းစစ်ပွဲကလည်းပြီးဆုံးခြင်းမရှိသေးပါဘူးရုရှားယူကရိန်းစစ်ပွဲမှာတပ်ဖြတ်မှုတွေဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဒါဟာအဆိုးဝါးဆုံးလို့ပြောလို့ရကြအောင်ထရန့်ကဆိုပါလိမ့် စပွဲကိုရတတ်မှုထရန့်ကပူတင်ကိုထတ်တောင်းဆိုပါလေယူကရိန်းမျိုးတော် Kiev ကိုရုရှားရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောမကြပါဘူးဒီလိုတိုက်ခိုက်မှုမလို့အဲ့တပြင်တိုက်ခိုက်ရမယ့်အချိန်ခါလည်းမဟုတ်ပါဘူးရတန်ကရက်တင်ပြီလို့ဆိုပါလေတပတ်ကိုနှစ်ဖက်စစ်သား9000တော့အသက်ပေးနေရတယ်ငင်းချင်းသဘောတူညီချက်ရရှိလို့ကြရအောင်လို့ထရန့်ကလူမှုကွန်ရက်မှာရေးပါလေ American ထူတမ်ရာစတီဝစ်ကော့ကရုရှားကိုဆုံးထားခြင်းမသွားမီတရက်လို့မှာရုရှားကယူကရိန်းမျိုးတော် Kiev ကိုတိုက်ခိုက်ခဲ့တာပါ ရုရှားနဲ့ယူကရိန်းတို့အခုသတင်းပတ်တွင်သဘောတူညီချက်ရမယ်လို့မျှော်လင့်ကြောင်းထရန့်က Easter ဘောတော်မှာပြောခဲ့ပြီးဒီလိုသဘောတူညီချက်ရခဲ့ရင်အမေရိကန်နဲ့စီးပွားလုပ်ငန်းကြီးတွေစတင်လုပ်ကိုင်နိုင်မယ်လို့လည်းရုရှားကိုမလုံပေးခဲ့ပါလေ။နောက်ထပ်သတင်းပုတ်ပြောချင်ပါလေ။ DOGE ဌာနကလည်း Elon Musk တာတကယ်လို့နှုတ်ထွက်သွားပြီးအဲ့ဒီနေရာကိုထရန့်ကဥဆောင်ဖို့အလားအလာများနေပါလေ။ Elon Musk ဟာ DOGE မှာနှုတ်ထွက်တာနဲ့တပြိုင်နက်အမေရိကန်သမ္မတထရန့်က အစိုးရဖွဲ့ဟာ DOG ဝန်ထမ်းတွေရဲ့လုပ်ပိုင်ခွင့်ကိုလည်းရှော့ချသွားဖို့ရှိပါလိမ့်။အဲ့တော့ budget တွေကိုပြန်လဲထိန်းချုပ်ပြီးတော့ဝန်ထမ်းငှားရမှုဟာတောင်းယူလှုပ်ဆောင်ဖို့စီစဉ်ထားကြောင်းဒီကိစ္စနဲ့နေဆက်တဲ့အစိုးရတည်ရင်မြစ်တွေကပြောတယ်လို့ဆိုပါလိမ့်။ DOG ကို train ရဲ့သမရွေးကောက်ပဲမဲဆွဲမှုတွင်ပထမဆုံးထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာ သမရအကြံပေးကော်မရှင်ဖြစ်တရားဝင်ဖွဲ့စည်းခဲ့ပါလိမ့်။ဒီ agency ဟာပြည်ပြည်စုံနဲ့ဘ ਹੁ အလုံးမှုဆောင်ဌာနမဟုတ်ပဲအစိုးရအသုံးစေးကိုရှော့ချဖို့စီစစ်တဲ့ယာယီဖွဲ့စည်းဖြစ်ပါလိမ့်။ ။ Illumes ဥဆောင်ရေးကြီးဌာနဟာ2026ဇူလိုင်လမှာပြည်တော်စုသုံးစည်းကိုဒေါ်လာ1 trillion ထိဖြတ်တောက်ဖို့ရည်မှန်းထားပါလိမ့်။ DOG က Federal ဆိုရရဲ့သုံးစည်းစဉ်ကိုစီစဉ်နေတာဖြစ်ပြီးအများစုဟာမလိုလားအပ်တဲ့ယာရုနေရာတွေအတွက်ဝန်ထမ်းတွေခွင့်ပြုမှုကိုရပ်တန့်ခြင်း DEI ဌာနဖြစ်သိမ်းခြင်းနဲ့နိုင်ငံခြားအဖွဲ့အစည်းများထံမှမလျော်မကန်ငွေပေးချေမှုရပ်တန့်ခြင်းတို့ဖြစ်ပါလိမ့်။ဒီလုပ်ငန်းစဉ်အများစုမှာသမရရဲ့ညွှန်ကြားချက်မူဝါဒများအတိုင်းလိုက်နာဆောင်ရွက်ခြင်းဖြစ်တယ်လို့ DOG ကကြေညာထားပြီးတော့ အသေးစိတ်အချက်လက်တွေကိုဖော်ပြပဲတရက်ကိုဒေါ်လာ1ဘီလီယံလောက်ဖြတ်တောက်နိုင်တယ်ဆိုပါလိမ့်ဒါပေမဲ့ Elon Musk ဟာသူ့ရဲ့ကားကုမ္ပဏီ Tesla ပေါ်အာယုံဆိုင်ကို DOGE လောက်တာဝန်တွေကို short ချဖို့စီစဉ်နေပြီဖြစ်ပါလိမ့် Tesla ရဲ့အစုရှယ်ယာဈေးကွက်ဟာကမ္ဘာပေါ်မှာကြောက်ခမန်းလေးလေးကျဆင်းနေတာဖြစ်တဲ့အတွက်ကြောင့် Tesla ရဲ့ Board of Director ဖွင့်ဝင်တွေကိုတိုင် Elon Musk ကိုစိတ်ပြတ်နေပြီဖြစ်ပါလိမ့် DOGE ရဲ့ G-Gate ဦးဖြစ် Elon Musk ရဲ့လုပ်ပိုင်ခွင့်ဟာလည်း လာမယ့်မေလမှာတနန်းကုန်တော်မှာဖြစ်ပါလိမ့်။မကြောက်သေးမီသတင်းပတ်တွေတွင်ထိုင်းရဆိုးရဖွဲ့တွင် Elon Musk ကိုပေးထားတဲ့လောက်ပိုင်권အာဏာနဲ့ပတ်သက်ပြီးတင်းမာမှုတွေလည်းမြင့်တက်နေပါလေ။မလာကပြုလုပ်တဲ့အဆိုရဖွဲ့စည်းဝေးမှာဆိုရင်နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုက Elon Musk နဲ့သဘောထားကွဲလွဲပြီးထပ်စကားများပါလေ။ Elon Musk ဟာ USA ရဲ့လုပ်ငန်းစဉ်ကိုဆုပ်ယူစေခဲ့ကြောင်းမာကိုရိုဘီယိုကဝေဖန်ပါလေ။နောက်ပြီးပို့ဆောင်ဆက်သွယ်ဝန်ကြီး Sean Duffy ကလည်း Elon Musk ဟာလေကြောင်းလိုင်းတွေဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်မှုတွေမြင့်တက်နေတဲ့ကြားမှာ လေကြောင်းလိုင်းထိန်းချုပ်သူတွေကိုအလုတ်ထုတ်ဖို့တင်ပြလာတာတွေရှိတယ်လို့ဆိုပါလေ Elon Musk ရဲ့လောက်ဆောင်ချက်တွေကိုကြည့်ရရင်ကောင်းကျိုးထက် ဆိုးကျိုးကပိုများနေပါလေဒါဟာအန္တရာယ်ရှိတယ်ဆိုပြီး Trump ရဲ့အစိုးရအဖွဲ့တွင်မှဝင်ကြီးတွေကိုယ်တိုင်က Elon Musk ကိုဝေဖန်နေတာပဲဖြစ်ပါလေနောက်ထပ်သတင်းပေါ်ပြောချင်ပါလေရုရှားနိုင်ငံမော်စကိုမြို့ကကားပုံးခွဲမှုမှာရုရှားထိပ်တန်းစစ်ဗိုလ်ချုပ်တို့တေဆုံးသွားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဖောက်ခွဲတဲ့ပစ္စည်းအပြည့်တင်ထားတဲ့ကားတစ်စီးဟာ ပေါက်ကွဲသွားပါတယ်။အဲဒီပေါက်ကွဲမှုမှာ Federal စုံစမ်းစစ်ဆေးအာဏာပိုင်ဖြစ်တဲ့ Bojo G, Rostamus Scarlet တည်ဆုံကြောင်း Russia စုံစမ်းစစ်ဆေးကော်မတီကပြောပါတယ်။2014ကစတင်ခဲ့တဲ့ Ukraine နဲ့ Russia ကြောထောင်းနောက်ခံပြုခွဲထွက်ရေးသမားတွေကြားစစ်ပွဲဆုံးသဖို့ Miss the Morning ရရခဲ့တဲ့2015ခုနှစ်ကပါရီမှာကျင်းပခဲ့တဲ့ Ukraine နဲ့ဆွေးနွေးပွဲမှာဘိုဂျိုဂျီမိုစတာလာဟာရုရှားစစ်ဦးစီးကြောကိုကိုးစားပြုတက်ရောက်ခဲ့ပါတယ် အောက်ခွဲပစ္စည်းတွေအပြည့်တင်ထားတဲ့ကားဟာဘယ်လာရှိခါအရှိတ်စင်ကြီးဘိုးမှရှိတဲ့ဗိုလ်ချုပ်ရဲ့နေအိမ်ဘေးမှာရပ်ထားခဲ့ပြီးဗိုလ်ချုပ်ဖြတ်သန်းသွားချိန်မှာပေါက်ကွဲခဲ့တာလို့ရုရှားခြေဆိုင်သတင်းဌာနတွေကပြောပါတယ်တက္ကမနပတ်သက်ပြီးယူကရိန်းကိုရုရှားကပစ်တင်နေပါတယ်။ယူကရိန်းကရုရှားနိုင်ငံအတွက်အကြမ်းဖက်လှုပ်ရှားမှုတွေမှာဆက်လက်ပါဝင်ပတ်သက်နေတယ်လို့ရုရှားဆိုရဲပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်။ ယူကရိန်းကဒီကိစ္စနဲ့ပတ်သက်ပြီးလူသိရှင်ကြားမှတ်ချက်ပေးတာမရှိပါဘူး၂၀၂၄ဒီဇင်ဘာလတွင်ရုရှားဗိုလ်ချုပ်ကြီးအန်ဂေါကီလော့တက်ခံရပြီးလူကြက်မှုတွေနောက်ကွယ်မှာယူကရိန်းထောက်လှမ်းရေးတွေပေါ်ဝင်ပတ်သက်နေတယ်လို့သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်ဒီရုရှားဗိုလ်ချုပ်ကြီးလောက်ကျန်တက်ဖြတ်ခံရတာဟာယူကရိန်းနဲ့ရုရှားကြားထဲမှာငြင်းကြိမ်းသဘောတူညီချက်ရဖို့ပုံမူဝေးကွာသွားစေတယ်လို့ဆိုပါတယ်တကယ်လို့ယူကရိန်းလက်ချက်လို့စုံစမ်းစစ်ဆေးမှုကအတည်ပြုနိုင်ရင်တော့ တာဟာယူကရိန်းဆိုရရဲ့ရိုင်းစာမီတစ္ဆာကင်းမဲ့တဲ့သဘောတဘာဝကိုကမ္ဘာအတိုင်းကိုထင်ဟပြတာပါယူကရိန်းကရုရှားနဲ့စီးရပလီပကောက်ကိုပိုဆိုးသွားစေရင်လောင်းကျိထန့်နေပါတယ်ပလီပကောက်ကိုညင်ကျဲစွာဖြည့်ရှင်းလို့တဲ့ရည်ရွယ်ချက်တွေမှတ်သမျှလဲတော်ဝင်မဲ့စွာလှည့်လည်ရှုထားတယ်လို့ရုရှားနိုင်ငံခြံဝန်ကြီးဌာနပြောခွင့်ရမျိုးသမီးမာရီယာဆာခါရိုဘာကဆိုပါတယ်ဒါမဲ့ရုရှားရဲ့ဖက်ဒရယ်2အေဂျင့်တွေရဲ့စုံစမ်းထောက်လှမ်းရေးအရာ လောက်ကျန်သူလို့တန်တရားရှိတဲ့တရားခံဟာယူကရိန်းအေဂျင့်ဖြစ်တယ်လို့ရုရှားဘက်ကဆိုလာပါတယ်။တေဆုံးခဲ့တဲ့ဗိုလ်ချုပ်ဘုကလည်းဟာမကြသိမီကမှရှာရူတိုဟာဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီးရုရှားတမတော်စီဦးစီးချုပ်ပင်မော့စစ်စင်ညွှန်ကြားမှုဦးစီးဌာနမှာအကြီးဆုံးယာရုပိုင်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။လောက်ကျန်သူဟာတရကီကိုထွက်ပြေးလွတ်မြောက်သွားပြီးယူကရိန်းနိုင်ငံဆန်မီဒေသသားအစ်စကနက်ကူစီဆိုသူဖြစ်ကား မော်ကာလစ်နေထိုင်ရာတပ်ခန်းမှာပဲနေထိုင်သူဖြစ်ပြီးသူ့ကိုကာလရှိအကြာစောင့်ကြည့်ခဲ့တယ်ဆိုပါလေ။ဖောက်ကွဲတဲ့ကားဟာလည်းသူ့ပိုင်ဆိုင်တဲ့ကားပဲလို့ဆိုပါလေ။ယူကရိန်းနဲ့ရုရှားကြားညီကြေးဆာချုပ်ချုပ်စဖို့လက်ကျင့်များဖြင့်အမေရိကန်သမားထရန်ရဲ့အထူးသမ္မတစတီဝစ်ကော့မော်စကိုရောက်တဲ့နေ့မှာအခုလိုဘုံခွဲခံလာဖြစ်ပြီးယူကရိန်းဆိုရရဲ့အကြံပေးပုဂ္ဂိုလ်ကရုရှားစစ်ဗိုလ်ချုပ်တွေမြေမြောက်ဒေသတွေယူကရိန်းခလင်းငယ်တွေဒေသုံးနည်းလေဖြစ်ကြောင်းပြောပါရတယ်။ မိမိတို့စစ်လွှတ်ထားတဲ့စပိုင်ကြောင့်ရုရှားပြည်တွင်မှာပူတင်ရဲ့လက်ရုံးတွေထိတ်လန့်နေရပြီလို့ယူကရိန်းကဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးရုရှားဘက်ကတော့လုံးဝသိခံနေမှာမဟုတ်ဘူးလို့ဆိုပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ပေါ်ဟမ်မင်ဂျီဖရန်စစ်ရဲ့ဇာပနာခန္ဓာကိုလူပေါင်း2သိန်းနီးပါးတယောက်ခဲ့ပါတယ်။တက်တော်88နှစ်မှာကွယ်လွန်ပြီးခဲ့တဲ့ပွင့်ဟမ်ဂျီဖရန်စစ်ရဲ့ဇပနာခန္ဓာကိုဗာတီကန်မှာကျင်းပနေရအောင် ကမ္ဘာနိုင်ငံကောင်းဆောင်တွေပါဝင်ခံမှန်းချေလူ2သိန်းကျော်တက်ရောက်ပါတယ်ဘိုဟမ်မီဖရန်စစ်ဟာစင်ဂျင်တုံတရားနဲ့နှလုံးသားရှိသူဖြစ်ပါတယ်နေရန်နေစားတရားတွေတိဆောက်လူသူဖြစ်တယ်လို့ဇပနခန္နာဥဆောင်သူကာလီနယ်တွေကပြောပါတယ်အမေရိကန်သမ္မတခရိုင်ယူကရိန်းသမ္မတဇီလန်စကီပြည်တွင်းအရှိဆန်မင်းသားဝီလျံပါဝင်ဂုံတင်ရှိလူကြီးလူကောင်းတွေအများပြတက်ရောက်လာတာတွေ့ရပါတယ်ခရိုင်နယ်ဇီလန်စကီတို့ကလည်းဇပနခန္နာမဆန်းငင်တွေ့ဆုံပြီးအလွန်တရာမှအပြုသဘောဆောင်တဲ့တွေ့ဆုံမှုဖြစ်တယ်လို့အင်ဖြူတာကပြောပါတယ် သမရထာဇပနခန္နာရှေ့စွန်းမှာဖင်လန်နဲ့အက်စတိုနီးယားသမရအနေနဲ့တူနေရာယူခဲ့တာကိုလည်းတွေ့ရတယ်လို့သိရပါတယ်။ပိုဟမ်မင်းကြီးကိုလာရောက်နှုတ်ဆက်တဲ့လူဦးရေဟာတိမ့်နဲ့ချီရှိခြင်းဟာပိုဟမ်မင်းကြီးရဲ့ကဘာတော်မှာလူလူကြီးမျိုးလေးစားမှုကိုထင်ဟပ်စေတယ်လို့လေးလာသူတွေကပြောပါတယ်။ပိုဟမ်မင်းကြီးရဲ့ဇပနခန္နာတယောက်ကိုနိုင်ငံတော်ကြီးခဲ့တဲ့အများပြတက်တာဖြစ်ပါတယ်။ American သမရထန်ဘရာဇီးသမရထန် ဒါအပြင်အာဂျင်တီးနား၊ဟွန်ဒူရက်စ်၊မက္ဆီကို၊ကနေဒါ၊ကိုလံဘီယာ၊အီကွေဒေါ၊ဗီနီဇွဲလာဒါအပြင်ပြတိန်၊ပြင်သစ်၊အီတလီ၊အော်စထရီးယား၊အိုင်ယာလန်၊ပေါ်တူဂီ၊ဘယ်ဂျီယံ၊ပိုလန်၊ဟန်ဂေရီ၊လစ်သူရေးနီးယား၊လတ်ဗီယာ၊ဂျာမနီ၊ခရိုအေးရှား၊ရိုမေးနီးယား၊ဆွစ်ဇာလန်၊ဘူဂေးရီးယား၊ဆိုက်ပရက်စ်ယူကရိန်းရုရှားဆလိုဗေးနီးယားအက်စတိုးနီးယားလူဇင်ဘတ်အစရှိတဲ့နိုင်ငံများစွာမှာ တောင်ဝင်ရှိတဲ့အစင်းမြေပုံကိုတွေကိုတက်ရောက်ပါတယ်။အာရှနဲ့ပစိဖိတ်ဒေသမှာလည်းအိန္ဒိယ၊ဖိလစ်ပိုင်၊ရှစ်တီမော၊တရုတ်၊ဩစတြေးလျ၊နယူးဇီလန်၊ထိုင်ဝမ်တို့ကတက်ရောက်ပါတယ်။အာဖရိကကဆိုရင်ဘူအာဖရိက၊မော်ဒိုရွာ၊တန်ဇန်နီးယား၊ယူဂန်နာ၊ကွန်ဂိုအစရှိတဲ့နိုင်ငံတွေနိုင်ငံတကာဖွဲ့စည်းတွေဆိုရင်တော့ကူရာသမဂ္ဂ၊ဥရောပသမဂ္ဂ၊ဥရောပကောင်စီ၊ဥရောပလွှတ်တော်ဘာသာရေးကောင်ဆောင်တွေမျိုးဆိုတဲ့အများအများတက်ရောက်တယ်လို့သိရပါတယ်။ဒါအပြင် တော်ဝင်မိသားစုတွေအနေနဲ့စပိန်ပြီးရင် နဲ့ပြည်မှာဘယ်ဂျန်ပြည်နဲ့ပြည်မှာပြတင်းအရှိဆန်လူဇင်ဘတ်မျိုးစားကြီးဟင်နရီဆွီဒင်ပြည်မိုနာကိုမင်းသားဂျော်ဒန်ပြည်တို့တည်ပါတယ်မတက်ရောက်တဲ့ကမ္ဘာခေါင်းဆောင်အချို့တော့ရှိပါတယ်ဒါကရုရှားသမ္မတပူတင် အစ္စရေးဥက္ကဋ္ဌနေတာညာခုလိုပဲဖြစ်ပါတယ် လူသိညားတဲ့ကမ္ဘာကောင်းဆောင်တွေစုဝေးတဲ့ဘိုဟမီယန်ဖရန်စီရဲ့စာပနာခန်းနာနောက်ဆုံးမှာဘိုဟမီယန်ဖရန်စီရဲ့ကမ္ဘာလုံးဆိုင်ရာအောက်ဆက်တည်ရောက်မှုကိုမိမောင်းထိုးပြသနေတယ်လို့ဆိုပါတယ်။အဲဒီစာပနာခန်းနာမှာပဲအမေရိကန်သမ္မတထရန့်နဲ့ယူကရိန်းသမ္မတဇီလန်စကီတို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဘိုဟမီယန်ဖရန်စီရဲ့စာပနာခန်းနာကိုတက်ရောက်လာတဲ့အမေရိကန်သမ္မတထရန့်နဲ့ယူကရိန်းသမ္မတဇီလန်စကီတို့ဟာတိကျတွေ့ဆုံပြီးစင်ငါမလောက်ကြမယ်လို့ဆိုပါတယ်။ဒီတွေ့ဆုံမှုဟာအကျိုးရလက်ကောင်းတွေထွက်တဲ့တွေ့ဆုံမှုပါလို့အင်ဖြူရောကသတင်းထုတ်ပြန်ပါတယ်။ ဇလန်စကီအနေနဲ့အင်ဖြူတော်ကိုလာလေစဉ်ကထရန့်နဲ့အခြေတင်ဖြစ်ပွားခဲ့ပြီးကြိုးစက်နေတဲ့အမေရိကန်စီရေးကူညီတွေအားလုံးယူကရိန်းကိုဖျက်တောက်ခဲ့ပါတယ်။အဲ့နောက်ပိုင်းထရန့်နဲ့ဆင်ပြောင်းဇလန်စကီကကြိုးပမ်းခဲ့လို့ဒီကူညီတွေပြန်ရခဲ့ပါတယ်။ဒါပေမဲ့ဒီရက်ပိုင်းထရန့်က2014ခုနှစ်ကရုရှားအသိမ်းထားတဲ့ယူကရိန်းပိုင်းခရိုင်းမီးယားဒေသကရုရှားကိုဆွန့်လွတ်ဖို့လိုမယ်လို့ပြောလာပါတယ်။ဒါတော့လက်မခံဘူးလို့ဇလန်စကီကတုံ့ပြန်လို့ထရန့်ကလည်းသူ့ကိုပြန်လဲဝေဖန်တာတွေလုပ်နေပါတယ်။ဒါအပြင်ပူတင်ကလည်း ယူကရိန်းမြို့တော် Kyiv ကိုပါဒရုန်းတွေများပြားနဲ့တိုက်ခတ်တဲ့အတွက် Trump ကတော်တော်လေးစိတ်ငြိမ်နေပါတယ်။ Putin အနေနဲ့ရတန်းကရက်သက်နေပြီလို့ဆိုပါတယ်။ဒီအချိန်မှာနေရာသားဗာတီကန်နိုင်ငံတော်မှတွေ့ဆုံခဲ့တာဖြစ်ပါတယ်။သူတို့နေရာအ í တွေ့ဆုံမှုပြီးဖြစ်တယ်ကိုကြွ့ KR Starman နဲ့ပြင်းစမမခရွန်လိုလဲတွေ့ဆုံခဲ့သေးတယ်လို့သိရပါတယ်။နောက်ဆက်တွဲတွေ့ဆုံဆွေးနွေးမှုတွေအကြောင်းကိုတော့ပြောခြင်းမရှိသေးဘူးလို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောခြင်းပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်နိစမောနှစ်နိုင်ငံပြစ်ခတ်မှုတွေနှစ်ရက်စတိုက်ဖြစ်ပွားတယ်လို့သိရပါတယ်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်စမီယာဘက်မှာကဘာလက်ခီတော်26ရောက်တေဆုံးမှုနဲ့ပတ်သက်ပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားထဲမှာတင်းမာမှုတွေကမြင့်တက်ခဲ့ပါတယ်။ဒီကနေ့မှလည်းနိစမောတပ်ဖွဲ့ဝင်တွေကြားပြန်လည်ပြစ်ခတ်မှုတွေဖြစ်နေပါတယ်။ကက်စမီယာတွေသာအိန္ဒိယနဲ့ပါကစ္စတန်ပိုင်းခြားထားတဲ့မိုင်460ရှိတဲ့နိစမောရှိတဲ့ပါကစ္စတန်စစ်ကန်ချူက ညာတကောလောက်ကစာပြီးလက်လက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့ကြအောင်အိန္ဒိယကပြောပါတယ်အိန္ဒိယကလည်းပြန်လည်တုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နေ့ညာတကောလောက်ကလည်းပါကစ္စတန်စစ်တပ်ကပြစ်ခတ်မှုချုပ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်အိန္ဒိယဘက်မှာတော့ထိခိုက်ကြဆုံးမှုမရှိခဲ့ဘူးပြောပါတယ်ပါကစ္စတန်ဘက်ကတော့ဒီကိစ္စကိုမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူးကစ်မီးယားဒေသမှာပြီးခဲ့တဲ့ AB 22ကတိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး ပါကစ္စတန်နိုင်ငံသားနှုတ်ပါဝင်လူသုံးယောက်ကိုအိန္ဒိယရဲတပ်ဖွဲ့ကဖောက်ထုတ်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပါဝင်ပတ်သက်တာမရှိဘူးလို့ပါကစ္စတန်ကညင်ထားပြီးဒီကိစ္စအပေါ်နိုင်ငံတကာစုံစမ်းစစ်ဆေးဖို့ပါကစ္စတန်ကကိုအင်ဂျင်ကြီးကပြောပါတယ်။တိုက်ခိုက်မှုပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာသံတမန်တွေကိုနှိမ်ထုတ်တာ၊လေကြောင်းပြမှုတွေရပ်ဆိုင်တာ၊ဗီဇာထုတ်ပေးမှုရပ်တန့်တာပြန်လည်လုပ်ပြီးတော့ဂျွေခွဲဝေရေးထင်ကရအစာချုပ်ကိုလည်းရပ်ဆိုင်ထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာညှိပွားပွဲကက်စမီးယားဒေသကိုပိုင်ဆိုင်ရေးဆယ်စုနှစ်များစွာညှိပွားခဲ့ပြီး အဖြစ်ခဲ့ရစေသဘောတူညီချက်ရရှိထားပေမဲ့နှစ်ဖက်တစ်ဖက်ဝင်ကြာဂျပန်ရန်ခါပြစ်ခတ်မှုတွေဖြစ်ပေါ်လည်းရှိပါလိမ့်။နိုင်ငံလုံးကမျှဝေထိန်းချုပ်ထားတဲ့ကစမီးယားဒေသတစ်ခုလုံးကိုပိုင်ဆိုင်ကြောင်းအခိုင်အမာဆိုထားပြီးဒီကိစ္စကြောင့်စစ်ပွဲတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။လောလောဆယ်မှာတော့အိန္ဒိယရဲ့ကြီးတက်အကြီးကဲကကစမီးယားကိုသွားတယ်လို့သိရပါတယ်။ကစမီးယားမှာအပြန်အလှန်တိုက်ခတ်မှုတွေ ဖြစ်ပြီးနောက်ကြီးတက်ကြီးကဲကတွားရောက်ပြီးတော့လုံခြုံရေးဆိုင်ရာစီမံတွေပြန်လည်တုံ့ပြန်မယ်ဆိုပါတယ်ဒီတက်ခတ်မှုကြောင့်ကာလာကြာရှည်ပြန်ပတ်ပါကစ္စတန်ရဲ့တင်းမှမှုတွေဖြစ်ပေါ်နိုင်ပါတယ်ပါဟန်ဂန်ဒေသပန်ဖစ်စခန်းမှာစစ်တူကြတွေကပြစ်ခတ်မှုကြောင့်မျိုးသား26ကိုတိဆုံးခဲ့ပါတယ်အပြီး22ကဖြစ်ခဲ့တဲ့ဒီတက်ခတ်မှုမှာပါကစ္စတန်ဆက်နွယ်မှုရှိကြောင်းအိန္ဒိယကပြောပါတယ်ပါကစ္စတန်ဘက်ကတော့လုံးဝပတ်သက်ခြင်းမရှိဘူးလို့ညင်ပါတယ်နျူကလ িয়ার လက်နက်ပိုင်နိုင်ငံဟာတစ်ဖက်နဲ့တစ်ဖက်ဆန့်ကျင်တဲ့လို့ဆိုတဲ့ကို ပြုလုပ်ခဲ့ရာအိန္ဒိယကမြေဝေမြေရေခွဲဝေသုံးဆွဲရေးစီမံချက်ကိုရပ်ဆိုင်းခဲ့ပြီးတော့ပါကစ္စတန်ကလည်းအိန္ဒိယလေကြောင်းလိုင်းတွေကို၎င်းရဲ့ဝင်ဟင်ပိုင်းနက်ကိုအသုံးပြုခွင့်ပိတ်ပင်ခဲ့တယ်လို့တခြားရေးယူဆွေးနွေးမှုတွေလုပ်ပါတယ်။အိန္ဒိယကြည်တဲ့ကြည်တဲ့ဗိုလ်ချုပ်ကြီးကကစ်မီးယားကိုတွားရောက်ပြီးတော့လေကြောင်းရေးစီမံတွေပြန်လည်သုံးသပ်ပြီးတိုက်ခိုက်မှုဖြစ်တဲ့နေရာကိုတွားရောက်ဖွဲ့ရှိကြောင်းသိရပါတယ်။တိုက်ခိုက်မှုကိုကျူးလွန်ခဲ့သူတွေကိုရေစုံမှုစုံလိုက်ရှာပြီးလက်တော့ပြမယ်လို့အိန္ဒိယဝန်ကြီးချုပ်မူရီကကြေငြာထားတာဖြစ်ပါတယ်။ နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။ထိုင်ဝမ်ရေလက်ကြောင်းအနေဖြတ်သန်းမောင်းနေတဲ့ American စစ်သည်မောင်းကိုတရုတ်စစ်တပ်ကစောင့်ကြည့်ပြီးတတိပေးတယ်လို့သိရပါတယ်။ထိရှားလွယ်တဲ့ထိုင်ဝမ်ရေလက်ကြောင်းကတဆင့်မောင်းနေခဲ့တဲ့ American ပဲ့ထင်းတပ်ဒုံးကြီးတဆင့်ထားတဲ့ဖြတ်သန်းမောင်းတစ်စင်းကိုစောင့်ကြည့်ပြီးတတိပေးဖို့ရေတနက်လေးတက်ဆေလုတ်ခဲ့တဲ့တရုတ်စစ်တပ်ကပြောပါတယ်။မဟာမိတ်တိုင်းပြည်တွေကစစ်သည်မောင်းတွေဝင်ရလိုက်ပါလာတဲ့ American ရေတပ်ဟာတလောက်မှတစ်ချိန်ထိုင်ဝမ်ရေလက်ကြောင်းမှာဖြတ်သန်းမောင်းနေလေရှိပါတယ်။ တရုတ်ဟာဒီလောက်ဆိုပိုင်းကထိုင်ဝမ်ကျွမ်းဝင်ချင်းမှာစီးရီးလက်ကျမှုတွေပြုလုပ်ခဲ့တော့အမေရိကန်နဲ့မဟာမိတ်တွေကရှုံချတာပါလေထိုင်ဝမ်ရဲ့လက်ကျကတစ်ဆင့်ဖြတ်သန်းသွားတဲ့အမေရိကန်ပယ်ထိန်တုံးကြီးတဲ့ဖြတ်သင်းပေါ် USS William P. Lawrence ဖြစ်တယ်လို့ဆိုပါတယ်အမေရိကန်ရဲ့မချက်ဟာခြေကစင်းမြင့်ကိုချိုးဖောက်ပြီးတော့လူတို့ကိုစိတ်ရှုပ်စေတယ်လို့တရုတ်စစ်တပ်ကထုတ်ပြန်ချင်မှာဆိုပါလေလူတို့ကိုထင်အောင်ထင်မှားဖြစ်စေပြီးဒါတွေကိုရည်တက်မှုနဲ့ထိုင်ဝမ်ရဲ့လက်ကျငြင်းချင်းနဲ့တင်းငြင်းရေးလက်တွဲလွတ်ဆောင်မှု မရိကန်ကိုတိုက်တွန်းလိုတယ်လို့တရုတ်ကထုတ်ပြန်ကြမှာပြောပါတယ်။ဖေဖော်ဝါရီလတွင်ထိုင်ဝမ်ရေကြောင်းအတစင်းနောက်ဆုံးကြိမ်ဖြတ်သန်းမောင်းနေကြတာလို့မရိကန်ရေတပ်ကကြေညာပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးသဘောတူညီချက်ရဖို့မိမိတို့အနေနဲ့ဆွေးနွေးဖို့အသင့်ရှိတယ်လို့ရုရှားနိုင်ငံဂျာယွန်ဂျီစာကီလက်ဘရော့က CBS News နဲ့အင်တာဗျူးမှာပြောပါတယ်။မရိကန်သမ္မတထရန်ကရုရှားသမ္မတပူတင်ကယူကရိန်းကိုတိုက်ခိုက်မှုရတတ်ဖို့တိုက်တွန်းပြီးနောက်ရုရှားဆွေးကအဲ့လိုပြောတာပါ။ကျွန်တော်တို့ သဘောတူညီမှုရဖို့အစဉ်သက်ပါဒါပေမဲ့အသေးစိတ်အချက်လက်ချို့ကျန်ပါသေးတယ်ဒါတွေညှိနှိုင်းဖို့လိုပါလေဒီအတွက်ကျွန်တော်တို့အလုပ်များနေတယ်လို့စာကေးလက်ရော့ကပြောပါလေအမားထရန့်ထူကိုတဲ့စတီဝစ်ကောဟာအပိနစံကမှာရုရှားကိုရောက်မှဖြစ်ပြီးတော့ပူတင်နဲ့ပြစ်ခတ်ရဲ့ဆေးဆွနုပွဲနောက်တစ်ကြိမ်ပြုလုပ်ဖို့ရှိပါလေစာကေးလက်ရော့ကဆွနုပွဲလုပ်ငန်းစဉ်ဟာမှန်ကန်တဲ့လမ်းကြောင်းကိုဥတည်နေပြီးဗရီကန်ဆိုရနဲ့ဆွနုမှုဆက်လုပ်မယ်လို့ပြောပါလေ ရုရှားကိုမျက်နှာသာပေးတယ်လို့ဆွဆွဲခံရတယ်ယူကရိန်းတမန်ဆီလန်စကီကိုလည်းမကြာခဏပြစ်တင်ခဲ့တဲ့တမန်ထရန့်အားသတင်းတော်တွေကရုရှားယူကရိန်းစစ်ပွဲအဆုံးတဖို့ညှိနှိုင်းမှုတွေမှာရုရှားဘက်ကဘလို့အ short ပေါက်ပေးမှုတွေကလန့်ခဲ့တယ်လေမေးရမှာတော့ရုရှားကယူကရိန်းတနိုင်ငံလုံးကိုမသိမ်းတော့ဘူးဆိုတာကြီးမားတဲ့ short ပေါက်ပေးမှုပဲလို့ထရန့်ကပြောဆိုခဲ့ပါတယ်ခရိုင်းမီးယားကိုရုရှားပိုင်နယ်ဖြစ်အတိမပြုကိုဇလန်စကီကိုဘယ်သူကမှတိုက်တွန်းမနေပါဘူး ဒါပေမဲ့ Crimea ကိုပြန်လို့ခြင်းရင်လွန်ခဲ့တဲ့စက်တနစ်ခေတ်ကဘာလို့တက်မြူခဲ့လဲအဲ့ဒီတော့ကရုရှားကတနက်တစ်ချက်ဖောက်เสียမလို့ပဲတိမ့်သွားခဲ့တာလို့ Trump ကလူမှုကွန်ရက်မှာရေးသားထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းမပြောချင်ပါနဲ့။ဒုံခွင်းတုံးတွေကိုတည်ဆောင်နိုင်ပြီးတန်9000ရှိတဲ့စစ်သည်မအသစ်ကိုမြောက်ကိုရီးယားကထုတ်ဖော်ပြသပါတယ်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်ဟာဗက်ဆုံသုံးဖြတ်သိမ်းမှုအသစ်စတင်ရေးချတဲ့ခန္ဓာတယောက်ခဲ့ကြောင်းအစိုးရအဘော် KCN ကပြောပါတယ် တန်9000လေးတဲ့အဲ့ဒီစတင်ပေါ်မှာစွန့်ရည်အမြင့်ဆုံးလက်နက်တက်ဆင်ထားပြီးတော့ရပောင်း400အတွင်းကျွန်တော်တို့ရဲ့ကိုပိုင်အစွမ်းတတိနီးပညာနဲ့ပြီးပြည့်စုံတိဆောက်ပေးခဲ့တာလို့မြောက်ကိုရီးယားကပြောပါလိမ့်။တင်မောရေချပွဲခမ်းနားမှာကေဂျွန်အန်ကအဲ့ဒီစတင်ပေါ်ကိုမြောက်ကိုရီးယားရေတက်စီလွှဲပြောင်းပေးမှာဖြစ်ပြီးတော့လာမယ့်နှစ်အစောပိုင်းစတင်တာဝန်ထမ်းဆောင်မယ်လို့ဆိုပါလိမ့်။နံဖူမျိုးမှာရှိတဲ့စစ်သင်္ဘောတီဆောင်ရေးသင်္ဘောကျင်းမှာ AB25 ကကျင်းပတဲ့ရေချပွဲဟာ ကင်ဂျောင်အုံခစ်ပေါ်စံရရင်တိဆောင်းမှုခစ်တဲ့မှတ်တမ်းစိုက်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအသင်းဘောကိုချိုခွန်ကလပ်အဆင့်တန်းဖြင့်ဂျပန်တော်လန်တိုက်ခရီးသမားချိုခွန်ကိုအစွဲပြုပြီးတော့နာမည်ပေးထားတာဖြစ်ပါတယ်။မြောက်ကိုရီးယားစစ်သင်္ဘောမျိုးစားတဲ့ဟာဒုံးခွင်းဒုံးတွေတည်နိုင်ပြီးဒေါင်လိုက်ပြလွတ်နိုင်တဲ့လက်နက်တွေလည်းအများအပြားတက်ဆင်ထားကြအောင်ဂျိုဒူးထောင်တဲ့တရင်တပ်ပုံတွေအရသိရပါလိမ့် နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ American ထူးသန့်ရမန် Steve Scott ဟာ UN ကိုယ်စားလှယ်ရေးနဲ့တတိယချိန်ဆွေးနွေးမယ်လို့သိရပါတယ်။ရန်ပတ်များတဲ့နျူကလ িয়ার သဘောတူညီချက်ရဖို့ကြိုးပမ်းတဲ့အနေနဲ့ UN အရာရှိတွေနဲ့သမတ်ထရန်ရဲ့ခန့်အပ်ထားတဲ့ Steve Scott တို့တတိယပတ်ဖြစ်တွေ့ဆုံမယ်လို့ American ကပြောပါတယ်။ထရန်ရဲ့စီးပွားရေးသမားမိတ်ဆွေပေါ်မှာကဘာပတ်သွားနေတဲ့စစ်စစ်ညှိနှိုင်းရေးသမားဖြစ်လာတဲ့ Steve Scott ဟာပြီးခဲ့တဲ့စနေနေ့ကယောမမှာ ပြည်ရနိုင်ငံခြားရေးဝန်ကြီး Abbas Arachi နဲ့တွေ့ဆုံပြီးဆွေးနွေးပွဲဟာတိုးတက်မှုရှိတယ်လို့ပြောပါတယ်။ဒီပညာဆိုင်ရာအဖွဲ့တွေပါဝင်ဆွေးနွေးလာဖို့လည်းတောင်းဆိုထားပါတယ်။ဒီပညာဆိုင်ရာဆွေးနွေးပွဲမှာ Steve Scott တက်ရောက်မယ်လို့နိုင်ငံခြားရေးဌာနကကြေညာထားပါတယ်။နောက်တစ်ကြောင်ဆွေးနွေးပွဲကိုဦးမြမပြုလုပ်ပါမယ်။ဒါဟာဒီပညာဆိုင်ရာအဖွဲ့တွေကြားပထမဆုံးဆွေးနွေးပွဲလာလို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Timmy Bruce ကဆိုပါတယ်။အထူးသက်နမဲ့လည်းတက်ပါလိမ့်မယ်ဆိုပါတယ်။ American ဘက်က နီးပညာဆိုင်ရာအဖွဲ့ကိုနိုင်ငံခြားရေးဌာနမူဝါဒအကြီးကဲမိုက်ကယ်အန်တွန်ကခေါင်းဆောင်မှာဖြစ်ပါလေမိုက်ကယ်အန်တွန်ဟာရှေးဥစဝါလီဖြစ်လို့သူ့ကိုပိုတိကြပြီးနျူကလ িয়ার ရေးမှာတော့ကျွမ်းကျင်သူထက်အမေရိကန်နိုင်ငံတွင်ရွှေပြောင်းဝင်ရောက်သူတွေပေါ်ပြင်းထန်ဝေဖန်သူဖြစ်ပိုတိကြပါလေစတီဝတ်စကော့ကလည်းခန့်ကခုံမသုံးဝင်ကလေးကတနမန်တွေ့ကြုံမရှိပါဘူးဂါဇာပြည်ရဲ့သဘောတူညီချက်ရဖို့ကြိုးပမ်းချက်တွေမှာအလင်းမြန်တနမန်လောကတွေရောက်လာတာပါ ဒီသဘောတူညီချက်ကလည်းအစ္စရေးကဟစ်စဘိုလာတွေကိုတကြောပြန်ထိုးစစ်ကြောင်းဖြစ်ပြသွားပြီဖြစ်ပါလေ။ပြီးတော့စစ်ပွဲဆုံးသက်ရေးအတွက်လည်းကြိုးပမ်းနေပြီးတောက်ချာနေမှာသမ္မတပူတင်နဲ့ရုရှားမှာတွေ့ဆုံပါလေ။ယခင်သမအိုဘားမားလက်ထက်ဆွေးနွေးညှိနှိုင်းရရှိထားတဲ့နျူကလ িয়ার သဘောတူညီချက်ကိုထရန့်က2018မှာဆွဲဆုပ်လိုက်ပြီးတော့ဒဏ်ခတ်ပိတ်ဆို့မှုအများအပြားအီရန်ကိုပြန်ချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူသမပြင်ဖြစ်ကလေးက တန်တမန်ရင်းနှီးလက်နဲ့စူးစမ်းမယ်လို့ဂရီးပြုထားပြီးအစ္စရေးကိုလည်းသူတို့ကမဟာယန္တူတော်လို့သတ်မှတ်ထားတဲ့နိုင်ငံကိုစည်ရေးရလက်တော့ပြမှုမလုပ်ဖို့တားမြစ်ထားပါတယ်။အီရန်နိုင်ငံတိုင်းဝန်ကြီးကဂျာမနီပြင်သစ်နဲ့ပြည်တယ်တို့ကိုတွားဖို့လမ်းဖွင့်ထားပါတယ်လို့ဆိုပါတယ်။ဒီနိုင်ငံတွေကအမေရိကန်ရဲ့မဟာမိတ်တွေဖြစ်ပြီးတော့2015နျူကလ িয়ার သဘောတူညီချက်ရရင်မှအတူတကွာပါဝင်ခဲ့ပြီးထရန့်ကသူ့ပထမတက်တန်းတွင်စာချုပ်နှုတ်ထွက်ခဲ့ပေမဲ့ဝိုင်အိုတမ်းမြစ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ဒါဟာနျူကလ িয়ার ပြဿနာသာမဟုတ်ပါဘူးအပြန်အလှန်ကြိုးစည်းပွားနဲ့ဆွေးနွေးမှုစိုးရိမ်မှုပူပန်မှုကိစ္စတိုင်းကိုဆွေးနွေးရမှာဖြစ်တယ်လို့အီရန်ဘက်ကပြောပါတယ်